ကူရူတိုင်းသူမနောင်သေးသည်နောင်နာကမ္မတောတာဓမ္မရွာကြီးသည်ကူရူတိုင်းတွင်တည်ရှိသောရွာကြီးဖြစ်သည်ဘယင်းမန်းထီနံမဆိုင်သောကြောင့်မျိုးဟုမခေါ်ရတော့လဲဈေးများကုံလောင်မျိုးများဖြင့်စီကားလာသည်ဖြင့်ရွာငယ်စနပုတ်မိကလေးကမိတ်တုတ်တို့အချီလီမျိုးကမဟုတ်ထို့ကြောင့်ကမ္မတောဓမ္မနိဂုံး ရွာကြီးကိုခေါ်ရလိမ့်မည်။ယခုခေတ်အနေထားရဆိုရင်အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း၌တည်ရှိသောဒေလီမျိုးဟုပညာရှင်များကသတ်မှတ်ကြသည်။ကုရုတိုင်းသားတို့သည် ဥရိယာတိပြည်စုံကောင်းမွန်လာသဖြင့်အစားအသောက်များမှာအဟာရတပြည့်ဝရရှိခြင်း၊စီးပွားရေးဖွံ့ဖြိုးတိုးတက်အဆင်ပြေခြင်းများရောက်ရုပ်ချမ်းမှစိတ်ချမ်းသာသူများဖြစ်ကြသည်။ကုရုသမဂ္ဂကျမ်းမာရေးဖွဲ့ WHO က ကျမ်းမာခြင်းဆိုဒီမှာအနာယောဂါကင်းရှိပြီကိုယ်ရင်ကမတန်ဆွမ်းမှုမရှိုံများမကကာယဒုက္ခစိတ်ဒုက္ခလူဝေးဒုက္ခများပြည့်စုံခြင်းကိုခေါ်သည်ဟုကျမ်းမာခြင်းဝေါ်ဟာတော့အဓိပ္ပာယ်ဖွင့်ဆိုသည်မြတ်စွာဘုရားရှင်လက်ထက်ကုလူတိုင်းသားတို့သည်ကုလသမဂ္ဂကျမ်းမာရေးဖို့တပူအိရှုဝကဖွင့်ဆိုခဲ့သူသောကျမ်းမာခြင်းမျိုးနှင့်ပြည့်စုံကြသောများဖြစ်သည် မြတ်စွာဘုရားရှင်သည်သူဤလေးနှစ်သောတရားရမများကိုဩတော်မူဆိုလေပုဂ္ဂိုလ်တူူးခြင်းလိုက်ဖြစ်ပါကပုဂ္ဂိုလ်ဤပါရမီအနုယေပုဂ္ဂိုလ်ဤအစ္ဆာတရားတို့ကိုသဗ္ဗေညုဒာဉာဏ်ဖြင့်ကြည်တော်မူပြီးမှဟောပုံဟောနည်းဟောသည်မဟောသည်တို့ကိုရွေးချယ်တော်မူ၏အများနှင့်ခြုံငုံဟောမိဆိုတာကတရားဤနည်းနည်းမှုလက်ခံနိုင်မိသူများ၏ဉာဏ်ဤသည်ကိုကြည်တော်မူ၍ရွေးချယ်ဟောပြောသည် လေးနှစ်လာတော့အပြီးမှတရားတော်ဘူးဆိုလီလူပြီးနိုင်ပြီမဟောလူပြီးလဲဟောပါကလူတို့လူပြည့်စာဝင်နေကြမှာရီတို့ကြောင့်အထိုင်နဲ့တရားနာမြူနိုင်သဘောလဲမပေါက်နိုင်နတ်ပြည်ဒီလူပြီးတဲ့အချိန်ရှိလျားမှုရှိပြီလူတို့ရဲ့ဉာဏ်ရည်သားခြင်းမှာကြောင့်အပြီးမှတရားကိုနတ်ပြည်နိုင်ဟောသည်နတ်ပြည်နိုင်ဟောသောတရားကိုလူပြည်နိုင်ဘုရားရှင်ပြီးလျှင်ညံ့အထက်ဆုံးလူသားဖြစ်သည့် ရှင်သာရိပုတ္တရာကိုအကျဉ်းပြန်ဟောတယ်။ရှင်သာရိပုတ္တရာမှာမကျဉ်းမကျယ်ပြန်ချဲ့လူပြင်၌ဖတ်စဉ်ဟောခဲ့ခြင်းဖြစ်သည်။တရားအလုံးတို့ဤခိလိတာအငြိချင်းမှစင်ခြင်း။ဆိုရင်တော့ကများမှာလုံမြောက်ရင်ကိုဤစင်ရခြင်းစိတ်ဤစင်ရခြင်းကိုချုပ်ရင်းရင်အရိယာမဂ်ကိုရရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုရတဲ့အကြောင်းလေးသာရှိသောတတိပဋ္ဌာန်ကျင့်လံကို မြတ်စွာဘုရားဟောတော်မူပြီးဆိုတော့အခါအများအတွက်အကျိုးရှိနိုင်မည့်နေရာတွေသာကိုရွေးချယ်တယ်။ထိုနေရာကကုရုတိုင်းကမ္မတာဓမ္မနိယောရွာကြီးဖြစ်တယ်။သတိပဋ္ဌာန်တရားအထုတ်ရန်အတွက်တရားအထုတ်နိုင်လောက်သောကျမ်းမာရင်းတွေပြည့်စုံရန်လိုခြင်း။အနောက်ရှိပလီဘောရများကင်းရလူချင်းများနဲ့ပြည့်စုံသည်။မြတ်စွာဘုရားရှင်သည် နွားပြကိုရှာရင်ဆာလောင်မှုသိနေတော့သူကိုသူဤဆာလောင်မှုယောဂါကိုအရင်မြောက်ဖမင်းကြွေးပြီးမှတရားကိုဟော၏ဘိုက်စာနေသူကိုစိတ်ပြည်ရင်မှုရရန်ခေစိတ်မတည်ရင်တော့သူကိုတရားဟောတော့တရားမမြင်မဲ့ဒေါသပါထွက်လာနိုင်သည်ဂုရုတိုင်းသားတို့သည်ဈာမရေခေါမှုမိဉာဏ်ရင်ထက်မြင့်လုံငန်းဆောင်တာအစဉ်ပြေခြင်း နောက်ဆန်တင်ပူပန်ရမှုများနေပါခြင်းများကြောင့်မြတ်စွာဘုရားရှင်သည်မဟာသရီပဏတုကိုဟောကြားရန်ကမ္မာတဓမ္မရွာရွာကြီးကိုရွေးချယ်တော်မူခဲ့ခြင်းဖြစ်သည်။ဟောရာကျိုးနဲ့နှက်ပေသည်။ကုရုတိုင်းသားများတို့သည်မဟာသရီပဏတုကိုနှုတ်ပဲ့ယူဆခြင်းစိတ်နဲ့စင်ရင်ပွားများခြင်းများကိုမပြတ်ပြုနေကြသူများဖြစ်သည်။မိမ့်မမျိုးများထင်းကွေရေခတ်ခောက်ဆိုင် ချင်းရင်ရလွားနိုင်တူးနဲ့တူးတွေ့လေအေးအမေဤဘယ်တရားကိုနှလုံးသွင်းပါကလေးဟုတ်မေးရကြပြီ အမေခံရသူကလည်းတတိပဌံတရားတော်မှာတစ်ခုခုကိုနှလုံးသွင်းအားထုတ်နေပါသည်ဟုဖြေတတ်ကြသည်သည်အသက်ရှင်ခြင်းကမြတ်လာပြီသင်တို့ဖျားပွင့်တော်မူရင်ပါပြီဟုတာတူးခေါ်အားပေးတော်တတ်ကြသည်မိတိတရားများနှလုံးမသွင်းဟုဖြေလျင် သင်ဤအသက်ရှင်ခြင်းကယွန်ရရာကောင်းလာ၏အသက်ရှင်နေတော်လဲပေလူနှင့်သာတူလာပြီတကားဟုပြစ်တင်ကဲ့ရဲ့ကသတိပဋ္ဌာန်ပွားနေတခုခုကိုသင်ပေးလိုက်ကြလေလူတွင်မကစကားပြောတတ်သောစတူရင်းများပင်သတိပဋ္ဌာန်တရားကြားရပံများသောကအယိုးစုအယိုးစုဟုရွတ်စုံနေတတ်၍သတိပဋ္ဌာန်ရွာကြီးဟုတင်စားခေါ်ရလာအောင်ဖြစ်သည် ကမ္မာတဓမ္မနိခုံရောသူကာလီမဟာသတိပဏ္ဍရာကိုကြာချလိုက်ရသောကာလီသည်ဤတရားသည်သာဒုက္ခအလုံးကလွတ်ရအကျဉ်းလန်းဟုနားလေသဘောပေါက်မိသောကြောင့်တုံးတော်ကိုနှုတ်တက်လျက်အောင်ကြက်သည်အဓိပ္ပာယ်ကိုလည်းစဉ်းစားဆင်ခြင်ပွားများသည် သူတော်ဘာကိုလည်းပြန်လဲတင်ညာပို့ချသည် ထို့ကြောင့်ကာလီကို မဟာသရီပဌာနာကာလီဟုပဲအမှုန်တေဂုံပြုခေါ်ကြသည် လူဝိကြောင့်ဘောဖြင့်ကျင့်ကြံပွားများရသည်တဲ့သာသနာပေါင်းသို့ဝင်အာထုပ်ပွားများခြင်းကပူမူထီရောက်အကျိုးမှမီဟုစင်ရင်မိတော့ကာလီသည်လူဝိကြောင့်ဘောကိုညင်းငွေ့လာ၏မိဘများတန်ခွင့်ပန်ကသာသနာပေါင်းသို့အပြီးဝင်ရောက်သည်ဘိက္ခုနေဖြင့်ရောက်ရှိလာသော ကာလီသည် လူဝိကြောင့်ဘဝကမပြတ်တင် जा ပို့ချလာခဲ့သည်မဟာတတိပဋ္ဌံတရားကိုပင်ယဟန်ဘဝ၌လည်းဆက်လက်ဟောပြတာဒနာပြုသည်တင်ပြဟောပြောမှုသည်ရှင်းလင်းထ ිය ောက်လာသည်ဖြင့်သူဤကြောင့်သင်ငန်းသည်တရားနာသူများဖြင့်မတက်စီကားနေသည်နာမည်ကြီးလာသည်ဖြင့်လူချင်းတန်းကျင်သူပေါ်များက လက်လာပါလေကျွယ်ဝလာသည် အပင့်အဖိတ်များသဖြင့်စောစောကွန်စာကြွရသည်မှာလဲမအားလအောင်ဖြစ်နေသည်အဟောကောင်းလေနာမည်ကြီးလာလေနာမည်ကြီးလေလတ်လာပါပေါ်လေလတ်လာပါပေါ်လေဟောကောင်းလေလုံးချလေလိုက်လာသည်ခொနှစ်နှစ်ပင်တိုင်ခဲ့သည်ကိလေသာမန်ဒီကလက်တန်ရှိလာ၏မာယာလဲများသည်မာနဤလက်တွင်သို့တက်စင်းနေရသည်ကိုပဲမတိလိုက်အောင် လူညံ့သောဖြာရောက်သည်သီလကြောင့်ပြင်တွင်ဘောဓုတံတွင်သီလရှိခြင်းမှရှိသည်တတိယထံတရားပြနေသူလည်းတတိယတရားလုကင်းသူဖြစ်နေတယ်များနိလူအများစုသည်ဤသည့်သဘောကို နားမလဲအပြောကောင်းသူကို ကြည်ညိုမိတတ်သည်ကပုထုဇဉ်တို့သဘာဝကိုဆိုရမလားလဲတရားကြောင့်ပေါ်နေလျင်တရားရှိသူတင်တတ်ကြသည်သောဝနေအခက်ခဲကြောင့်ရှင်ဟန်းဝလာသော ဘုရားပပစီတမဟုတ်ယဟန်တရားကိုအထုံးမိယူရည်ရွယ်ချက်ကောင်းပြီးဝတ်လာတော့တဒါပပစီတသည်ဖြင့်အငိုင်းမိ၍ကိလေသာလောက်ကြောက်သွားသည်တန်တရားကိုဆင်းရဲမှလွတ်မြောက်ပါရခြင်းအကျိုးငါဆိုသောရှင်ယဟန်ပြုစဉ်ကရွတ်ဆိုခဲ့ရသည့်ရည်ရွယ်ချက်တို့သည်မင်းမိန်ပြောက်ွယ်ကလာဘတက္ကရာလှိုင်းလုံးကြီးအောက်တွင်ဆုံဆုံမြုပ်သည်လာဘပလီဘောတော် ုလာပလီဘောရာမှာပြီလူဆဲယူရင်ခံလိုက်ရတော့တစ်တုံးမှာမက်ကင်ရေးအလျင်နဲ့ဆက်လက်မနှောပါနိုင်တော့ယခုခေတ်ညီတော်နောင်တော်များလူဆဲပို၍ခံနိုင်ရပါသည်ပစ္စည်းမာတို့ဤနှခုကဘေကုတင်မင်ဒါနစင်းကိုစာချိုးရအောင်လောကယဟန်တက်ကိုတတ်ဖြတ်တတ်တယ်ကိုဟောတော်တရားကိုကိုယ်တိုင်နာရဲဖို့လိုသည်အတတ်ဖို့လိုသည် ဆရာတော်ဤတပါကဥတော်တွေတရားဟောရင်လောစပီကာကြီးကိုပြိသက်ပဲလှည့်ထားတာကိုဒီတော့ကိုဘယ်ပြန်ကြားပါမလဲကိုဘက်ကိုလည်းလှည့်ဟောရမည်ဟုဆုံးပါဘူးလေယဟန်တို့သင်တို့ဒီငါဖျားဤဓမ္မအမှုကိုခံယူကြကုန်ဖြစ်ကုန်တော့ဖြစ်စည်းလေးပါစသောအာမိသအမှုကိုခံယူယုံများဖြင့်ရောင်ရဲနေကြသောအမွေးကအညာသားတို့ မဖြစ်ကြပါကုန်လေဟုမြတ်ဖျားစကားကိုအကျဉ်းချင်းရွတ်စုပြီးယူဟောပြောနေတော်လဲဗဇ္ဇမအတန်ဒီအပြင်ဘက်သို့သာထွက်သွား၏မိမိနာတွင်သို့ပြန်မဝင်လာမွေဟုလိုရှိတော်သူသည်မွေဟုဖမ်းတော့ကမိမိကိုပြန်အန်နေမပြုတ်နိုင်ရခက်ရင်းခွာပြီးမွေဥရောကိုဖိထောက်၍ဖမ်းရသည်ထို့သောမဖမ်းဘဲမွေမိကိုသွားဆွဲပြီးဖမ်းမှာက မွေကြိုက်ခံရတသည်ပရိယစာပေတင်ကြသောအခါမွေဥဟောင်းကိုဖန်ပြီးမှုဖြင့်မိမိကိုယ်ကိုအန္တရာယ်မပြုနိုင်အောင်တင်ကြသည်သည်မွေအမိကိုဖန်လို့တင်ကြပါကမိမိတက်မြောက်ထားသောစာပေကိုအမိပြုပြီးတဏမာနတိတိအိုးပွားစရာဖြစ်တတ်သည်သာသနာ၏အနှစ်သည့်အကျင့်တရားသာဖြစ်သည်လက်လာပါသည်မမောတရားပဲကောင်းသည် သူ့နောက်လိုက်ရင်တာမနာတင်ညာပြောင်းလာအောင်ဒီဖြစ်နေသည်ကိုမိမိကိုယ်ကအေးမကြလိုက်တရားကိုငွေရှာနည်းဖြင့်အသုံးပြုလို့ဖြစ်မှန်းသိဖြစ်နေသည်လက်စွာဖျားရှင်ကတရားကိုကုံမသွေးရန်ဟောကြားထားသည်တတိမမှုမီတော့လာဘရလို့ဆိုဖြင့်တခါဓမ္မတွေကိုနူးညံ့ပြော့ပြောင်းသောဟောပြောသွေးဆောင်ပြီးဤသည်ကိုအာလာပနာဟုခေါ်သည် တကားတကားမများကိုမြောက်ပြီးမိမိကိုယ်ကိုနှိမ်ချပြီးတနာစကိုဖြစ်အောင်လို့ဆိုသည်ဤတီမှာအုံလပနာဖြစ်သည်မိမိကိုလှူခြင်းအောင်အယိမ့်မဲ့ပြားပြောစီသည်ဤကအုံနာနာဖြစ်သည်ငါဟောပြလို့တင်းလို့တရားတည်ရတာငါကြောင့်တိလဆောက်နေဝင်ရတာငါစီမံပြီးလို့ဒီလိုလူမျိုးပြုဝင်ရတာအစသည်ဖြင့်မိမိကိုယ်ကိုကျေးဇူးရှင်ဖြစ်မြင်နေပြီ ၎င်းတကမများကိုနှိမ့်ချတာမိမိကိုလူချင်းအောင်ပြောဆိုခြင်းတွေလက်လက္ခဏာပဲဖြစ်တယ်လူတို့ဤပင်ကိုတရားတရားကြောင့်မဟုတ်ပဲတနာလို့အာနာလို့မကောင်းတတ်လို့ပြီးရင်မျိုးပြီးပြီးရသည့်အခြေအနေမျိုးဖြစ်တယ်အလူတစ်ခုတွင်အလူရှင်မဟိုเจ้าဘုန်းကြီးကိုမပြည့်ရင်လည်းမကောင်းဒီကိုယ်တော့မပြည့်ရင်လည်းမကောင်းစသည်မကောင်းသည်ပြင်ပြင်ရခြင်း လူများကိုဖိတ်ပြောဖိတ်တော့ခါတယ်လေသူ့ကိုမဖိတ်ရင်လည်းမကောင်းငါကောင်မဖိတ်ရင်လည်းမကောင်းများဖြစ်နေတယ်ပြင်ဒီလူမှာမကောင်းတဲ့ဘုံကြီးတွေနဲ့မကောင်းတဲ့လူတွေကြီးပဲဟုဆရာတော်ကြီးတပါမဟာတာနော်ကြီးဟောဘူးသည်ဒီလူဆိုးများသည့်ရုပ်တရည်ဝန်ကနေဝင်ရောက်လာခြင်းမျိုးမဟုတ်တစားတစားဖြစ်ပုဂ္ဂိုလ်ကတတိမထားမိလိုက်မည်ခိုးဝင်ဝင်ရောက်နေခြင်းမျိုးဖြစ်သည်ဤသို့ဖြစ်ခြင်းကိုပဲ ငါကသာသနာပြုနေတာကိုထင်ရောက်သေးတယ်။တတိမထားပါကသူသူကိုကိုဖြစ်တတ်တဲ့သဘာဝများဖြစ်သည်။တတိထားမိခြင်းတွင်ကိလေသာအလိုဆိုးကအတော်နဲ့ကျုံနေပြီ။မိမိကိုယ်ကိုအမှန်တိုင်းသိခြင်းသည် အမှားကိုပြင်ဆင်ရရရနဲ့တဝက်အထုတ်ပြီးဖြစ်သည်။ကာလီထီသည် အလိုဆိုးမှဖြင့်လတ်လာပွားရောက်ရှာဖွေခြင်းမဟုတ် တရားသဖြင့်ရရှိသောလတ်လာပါကိုတာယာမိ၍မူလပဒါနာကမ္မထာလုကိုဆုံးကလတ်လာပါနာတာယာမိခြင်းဖြစ်သည်ဖြစ်စည်းရရှိရင်အလေးမပြုလျင်တရားရရင်အနှောက်ယှက်ဖြစ်တတ်သည်နိဗ္ဗာန်သို့ပစ္စည်းဥစ္စာတပွေးတပိုက်ဖြင့်ဝင်ရမရဤသို့ဖြင့်လောဘကြောကွင်းနှင့်ခုနှစ်တိုင်မိနေကြရမှပါရမီအားလျော်စွာဖြတ်ခနဲ့အတိတရားဝင်ရောက်ပြီး တန်ဝေကတရားဖြစ်ပေါ်လာသည်အိယာထေတော်လူပေါ်ကိုဆွေရဟန်းပြုရသောငါသည်လတ်လာပါရာကြောင့်အကျင့်ကိုကျင့်ခဲ့၏မြတ်သောဇံမတ်တရားတို့ကိုစွန့်၍ရုပ်သောပစ္စည်းလေးပါးဒီဟုသော အကျိုးကိုမြေဝဲပြီးကိလေသာ၏အလိုလိုလိုက်ခဲ့သည်ငါသည်လမ်းမသို့တူ၍လိုက်မိပြီပစ္စည်းများသို့မိသိမ့်ပိုက်တနာမိုက်ကိုအလိုလိုက်သောဖြစ်သူစိုက်ရောက်နေပြီ မာကြီးတူတောင်းလာတော့အသက်တချောင်းကိုအိုကြီးနာရင်တရားမှမပြတ်ကြည့်ချင်နှိမ့်ဆက်နေသည်ဤကိုယ်ကောင်းကြီးသည်ပျက်စီးလက်တန်းငါအာမေးလျော်နေခြင်းကမအမေးလျော်နေခြင်းကအတော်ကာလမဟုတ်တော့ကုရုတိုင်းသူမနှောင်းသေးသည့်နောင်နာတံဝေကအချာရလက်လာပါများကိုစွန့်စိတ်ငြိမ်ရသောအရသူတက်ရောက်၍အကျဉ်းချင်းဟောပြောဘူးသော ဘာသတိပဋ္ဌာန်တုတ်ကိုနှလုံးသွင်းရှုပွားအားဆိုင်ဘာဝနာတရားကို စီးဖြန်းလိုက်တော့အကြမ်းကြီးချိန်ကာလတွင်ခန္ဓာ၅ပါးယုံနံတရားတို့ဖြစ်ပုံ ပြက်ပုံအုတ်တိုင်းမှန်သောသိမြင်လေကိလေသာ အလုံးစုံမှလွတ်မြောက်ကယဟန္နာအဖြစ်သို့ရောက်ရှိသွားလီတော်၏မိညာလူဝတ္တကတော့ဟာစီဆရာတော် ထေရအပါဒဝိထုတော်ကြီးအရှင်ဓမ္မတာမီပြီးဝင်တာအရှင်ပညာတိရိဗြဟ္မာကျင်းတောင်းပြန်စာအုပ်မှာထုံနှုတ်ဖတ်ရှုလေး